ုရားဟောဆက်ပေါ့နော်။သူဝနာတာမဆက်လေးတလား။အဲ့ထဲမှာတော့အရင်ခေတ်ကတော့ဘယ်လိုများရေးခဲ့လဲမသိဘူး။ကိုကလောင်လောင်နာတော့လည်းမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့စိတ်ထဲမှာလည်းအဲ့လိုမျိုးရတယ်။ကကြိကကြိလေးဖြစ်ပြီးတော့ဒီခေတ်နဲ့ကြတော့လည်းနည်းနည်းကွာဟန့်နေတာမျိုးပေါ့နော်။အဲ့ခေတ်ကပဲတိုင်ရေးဆရာတွေကကိုညွန့်ပြီးတော့မယ်။ဝင်ကားဘုတ်တီအလင်္ကာလေးနဲ့ရေးခဲ့တလားပေါ့။ထင်တာ။ဘာလဲဆိုတော့လေသူ့အဖေဒီသူဝနာတာမရဲ့အဖေနဲ့အမေဖာတိုင်းအမသားပေါ့ကွယ်။ သူ့ဘေဒုက္ခူလာနဲ့ပါရိကအဲဒုက္ခနာတာမကိုထွက်ဖို့ဆိုဒုက္ခူလာနဲ့ပါရိကကလာချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တာသူ့အဖေကသူ့အမေရဲ့ချက်ကိုလက်တော်နဲ့ရစ်လိုက်ပြီးတော့မှဒုက္ခနာတာမကြီးထွက်လာတာဆိုတော့ဟေးလို့သူ့အဖေနဲ့သူ့မေရမ်းစွမ်းတာပဲလက်နဲ့ရင်းအောင်နဲ့နေဗိုက်ကြီးတဲ့တော့ တဲဆွမ်းနာလို့ကဟဲ့မြေဆောင်ရဲ့အရင်ခက်ကလို့လက်လက်ရှိရောမြေဆောင်လေးထိုးရုံနဲ့နေလို့တရားရည်စင်တောက်ရုံနဲ့နေလို့ဗိုက်ကြီးတဲ့ခက်ဟာလို့အရန်အရန်မြန်တယ်လူဖြစ်မြန်တယ်လို့ပြောလာဒီခက်ဆွမ်းနာလူနဲ့ပြရအောင်လေဒါမှမဟုတ်ရင်ပဲဒီနာကြားလို့ကမူစကူဒူးတာကိုပဲနာကြားလို့ကချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တယ်လို့ပဲပြောလိုက်တာလားလားမသိဘူးပဲ ဒီခေတ်ကျတော့လည်းနည်းနည်းရည်စရာကြီးဖြစ်နေတာပေါ့နော်လှောင်တာတော့မဟုတ်ဘူးတစ်တာဒါကြကြရင်လည်းကျမတို့လည်းငရေအိုးလေးတွေကိုအရှင်လက်နဲ့တည်းသူတို့ပြောတာနဲ့ဒီငရေအိုးလေးကိုပြောင်းနေအမကျမဆက်စင်းသားတယ်ဟဲ့လို့ချက်တော်ကိုလို့လက်တော်နဲ့ရင်လိုက်တာလို့ဒီလိုဟိုနိုင်လက်တန်လားနိုင်ပြောင်းမြန်နဲ့ရစ်တာလားဘယ်ရစ်လားညာရစ်လားဟုတ်ပြီလို့ရစ်တာတော့ဟုတ်သွားပြီလို့ရစ်တယ်ဆိုအင်းအပေါ်ကနေရစ်ပေးလိုက်တာလားဒါမှမဟုတ်အင်းလှန်ပြီးတော့များရစ်ပေးလိုက်တာ ဘယ်ချိန်မှာရစ်တာလဲပေါ့ဟဲ့အယောက်လေအယောက်စိတ်ဝင်စားတာတိတာဟဲ့တို့ဒုက္ကူလာနဲ့ပါရိကာဟုတ်လို့ဒုက္ကူလာတို့ပါရိကာဟုတ်လို့ညမှာရစ်ပေးလိုက်တာလားဒါမှမဟုတ်နေခင်းကြောင်တော့နေရသူ့ကိုရစ်ပေးလိုက်တာလားပေါ့နော်အဲ့ဒါစဉ်းစားစရာတိတာအဲ့ဒီဇက်ခွက်ကြီးတစ်ခုလုံးမှာလေအဲ့ဒီဟာစိတ်ဝင်စားစရာပေါ့ဟဲ့ဖြစ်နေတာပေါ့စိတ်ထဲမှာဘဝင်မကြနေရည်စရာဖြစ်နေတယ်ဒီတက္ကမဘာသဘောနဲ့ပြောတယ်ဆိုတာကိုတော့ကြည့်ရတဲ့လူတွေသိမှာပါเนาะ သို့တော်လည်းပဲတချို့လူတွေဖျားဟုတ်ကိုတန်တရာမဖြစ်အောင်လို့ဥစဉ်နေနေပြောပြပါမယ်ပါရဇိကံအထကထာမှာကာမကိစ္စမပါဘဲနဲ့ကိုယ်ဝန်တည်နိုင်ခြင်း9မျိုးရှိတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီ9မျိုးကဘာတွေလဲဆိုရင်တယာကစိတ်နဲ့ကိုယ်လက်နှိမ့်တော်ပွေဖက်သဖြင့်တည်နိုင်ခြင်းနှစ်ယာကစိတ်နဲ့ခန္ဓာကိုယ်ရှိအဝတ်ပစိုးတို့ကိုထိတွေ့ကြံတွေ့သဖြင့်တည်နိုင်ခြင်း၃ယာကစိတ်နဲ့ တုတ်ရည်ကိုမြို့သိမ်းသဖြင့်တည်နိုင်ခြင်း၄။ယာကားစိတ်နဲ့ချက်ကိုတုံးသက်သဖြင့်တည်နိုင်ခြင်း၅။ယာကားစိတ်နဲ့တဆိတ်ဆိတ်ကြည်ခြင်းဖြင့်တည်နိုင်ခြင်း၆။ယာကားစိတ်နဲ့အနံ့ကိုရှူရှိုက်သဖြင့်တည်နိုင်ခြင်း၇။ယာကားစိတ်နဲ့အပံကိုနားထောင်သဖြင့်တည်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာကာမကိစ္စမပါဘဲနဲ့ကိုယ်ဝန်တည်နိုင်ခြင်း၇မျိုးပဲဖြစ်ပါတယ်။သို့သောအဆိုပါကိုယ်ဝန်တည်နိုင်ကြောင်း၇မျိုးဟာ အလွန်အလွန်ဖြစ်နိုင်ခဲ့တာကြောင့်တခါတရံမှဖြစ်တယ်လို့ဆိုပါတယ်အမြဲတမ်းမဖြစ်ပါဘူးနော်အဆိုပါကိုဝန်တည်နိုင်ကြောင်း9မျိုးထဲမှာချက်ကိုသုံးသပ်တဲ့ဖြင့်တည်နိုင်ခြင်းဆိုတဲ့အချက်ပါတာကြောင့်ဖရာအလောင်းသောနာကာမဟာအဲ့ဒီအချက်နဲ့မွေးတာဖြစ်ပါတယ်ဒါကိုယုတ်တိရှိပါသလားလို့မေးရင်ယုတ်တိရှိပါတယ်လို့ပဲဖြေရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဂျိုင်းအောင်နဲ့ဂျိုင်းနန်းတို့သည်ဝှချင်းတံကိုကြား၍ကိုဝန်ယူကြတယ်လို့ဆိုပါတယ် ဒါကိုစာတင်ပို့တဲ့ယဟန်မှန်သမျှသိပါတယ်။နောက်ပြီးတခါတရံမှာတချို့သောကျမတို့သည်ကျက်ဖားဤတွန်တန်ကို ကြားရသဖြင့်ကိုဝန်ယူရတယ်လို့ဆိုပါတယ်။ဦးစင်းရဲ့အတိတ်တယောက်တကားအိမ်မှာကျက်တညင်လေးတွေမွေးထားတာတွေ့လို့ဒီကျက်တညင်လေးတွေဘယ်ကပေါက်တာလဲလို့မေးတဲ့အခါမှာသူ့အိမ်ကရှိတဲ့ကျက်ကြီးကပေါက်တာလို့ပြောပါတယ်။ကျက်ကြီးကကျက်တညင်ပေါက်သလားလို့မေးတဲ့အခါမှာသူ့အိမ်ရှိချောင်းတစ်ဖက်ကအိမ်က ချက်တင်ငင်ရဲ့တွန်တန်ကိုကြားလို့ဒီလိုချက်သေးသေးလေးတွေပေါက်တာပါလို့ပြောပါတယ်။ဒါဟာလက်တွေ့ပဲဖြစ်ပါတယ်။ဂျိုင်းအောင်နဲ့ဂျိုင်းနန်တို့တောင်မှမိုးချင်းတန်ကြား၍ပုံဝန်ယူသေးရင်တခါတရံမှာတချို့သောကျမတို့တောင်မှချက်ဖားဤတွန်တန်ကိုကြားရ၍ပုံဝန်ယူသေးရင်ချက်ကိုလက်နဲ့သုံးသက်တာကြောင့်သောနာတာမကိုမွေးတဲ့ဆိုတဲ့အချက်ဟာယုတ်တိရှိပါတယ်နော်။သို့တော်လည်းပဲတခါတရံမှဖြစ်တယ်ဆိုတာကိုတော့သိထားဖို့လိုပါတယ်။နားလည်ကြပါစီနော်။ အရှင်ဖေယစွမ်းဟင်းချက်လူလို့အဆက်အဟက်နီးလို့ရပါတလားဖေယတပည့်တော်ကိုရှင်းပြပေးပါဖေယတဲ့ဘိမိတာရမင်းကြီးရဲ့ဆွေမျိုးတွေဟာဘဝတစ်ခုမှာတုန်းကဖះနဲ့တန်ဃာတော်များဖုံးပေးမိစွမ်းကိုဖះနဲ့တန်ဃာတော်များမဖုံးပေးရသေးခင်ဥဥဖျားဖျားစားတော့ခဲ့တဲ့အတွက်ပြိတာဖြစ်ကြရပါတယ်အဲ့ဒီတာရကကိုထောက်ဆပြီးတော့တချို့ကတန်ဃာတော်များမဖုံးပေးရသေးခင် ်ဦးဦးဖျားဖျားမမီးကောင်းဘူးလို့ပြောဆိုနေကြပါတယ်မဟုတ်ပါဘူးဗိမိသာရမင်းကြီးရဲ့ဆွေမျိုးတွေဟာအဖို့အငံမြင်းချင်းမျိုးမဟုတ်ပဲအဝစားတော့ကြတာကြောင့်ပြိတာဖြစ်ရခြင်းဖြစ်ပါတယ်မြတ်စွာဘုရားကစေတနာကိုကံလို့ဟောပါတယ်မိမိကပါဇက်အရသာခံလို့တဲ့စေတနာနဲ့မြင်းချင်းမျိုးမဟုတ်ပဲတန်ဃာတော်များအရသာရှိရှိဖုံးပေးရပါစေဆိုတဲ့စေတနာနဲ့မြင်းမြဲဆိုရင်အပြစ်မရှိပါဘူးကြီးကောင်းပါတယ်နော် အရှင်ဖယအိမ်တဲအိမ်မှာအလှတစ်ခုလုပ်ရင်တန်ဃာတော်တွေပရိတရားတော်ရွတ်ဖတ်နေစဉ်တရားနာတဲ့လူကလိုက်ပြီးရွတ်နေရင်ရွတ်နေတဲ့တန်ဃာတော်တွေအာပတ်တင့်တယ်ဆိုတာ ဟုတ်ပါသလားဖယတဲ့ယဟန်တွေကလူသားမဏေတွေနဲ့အတူ ပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့မလုပ်ရပါဘူးပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့လုပ်မယ်ဆိုရင်ဗဒ္ဒသောဓမ္မသိက္ခာပုအိယ ုဒ္ဓပါစိအပတ်တင့်ပါတယ်အဲ့ဒါကိုထောက်ဆပြီးတော့တန်ဃာတော်တွေပြည့်ရွတ်တဲ့အခါမှာနောက်ကလိုက်မရွတ်ကောင်းဘူးလို့တားမြစ်ကြတာဖြစ်ပါတယ်ဆိုင်တော့မဆိုင်ပါဘူးဘာကြောင့်လဲဆိုရင်တန်ဃာတော်တွေပြည့်ရွတ်တယ်ဆိုတာကပုံပြန်ချနေတာမဟုတ်ပါဘူးတရားချင်းမြင့်နေတာဖြစ်ပါတယ်ဒါကြောင့်နောက်ကလိုက်ရွတ်လို့တန်ဃာတော်တွေမှာအပတ်မတင်နိုင်ပါဘူးအဲသို့တော်လည်းပဲဒီနေရာမှာတတိထားရမှာတခုက မိမိဟာတရားနာပရိသတ်ဖြစ်ပါတယ်အဲ့ဒီလိုတရားနာပရိသတ်ဖြစ်တာကြောင့်နောက်ကလိုက်မရွတ်ပဲနာကြတာပဲကောင်းပါတယ်နော်အာဘီပြန်ပေးပါဖေယျလူပြိုတယောက်ကအပြိုတယောက်ကိုစနှောက်ပြီးချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအကုသို့များလားနဲလားဖေယျတဲ့လူတွေဟာနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသို့မဖြစ်အောင် ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲပါတယ်အဲ့ဒီလိုနှုတ်နဲ့ပတ်သက်ပြီး နှုတ်ကိုအကုသို့မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနည်းလို့လည်းပဲနှုတ်ကြောင့်တည်လက်ကြောင့်ကြည်ဆိုတဲ့အတိုင်းနှုတ်ကြောင့်ဒုက္ခရောက်ကြတဲ့လူတွေများစွာရှိပါတယ်ဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားကနှုတ်နဲ့ပတ်သက်ပြီးရှောင်ရှားရမိဝစီဒုသရိုက်၄ပါးဆိုတာကိုဟောကြားခဲ့ပါတယ်အဲ့ဒီဝစီဒုသရိုက်၄ပါးကဘာဒီလဲဆိုရင်၁မုဒ္ဒဝါဒမဟုတ်မမှန်သောတကားကိုပြောဆိုခြင်း၂ပိတုနာဝါစာကုံချောသောတကားကိုပြောဆိုခြင်း 3. ဖရုသဝါစာကြံတန်းသောစကားကိုပြောဆိုခြင်း 4. တန်ဖတ်ပလာပဝါစာတိမ်ဖြင်းသောစကားကိုပြောဆိုခြင်းတို့ပဲဖြစ်ပါတယ်။သူတစ်ပါးသားသမီးကိုနှမချင်းမစာမနာချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအဆိုပါဝစီသူသရိုက်လေးပါးတဲ့ကဖရုသဝါစာကံဖြစ်တာကြောင့်အကုသို့များပါတယ်။ဒါကြောင့်ဒီလိုစကားမျိုးတွေကိုမပြောမိကြပါစေနဲ့နော်